ပြိုင်တာလေးတည်မလားလာပြိုင်နေဆိုတော့နိုင်ကျင်လို့ပြိုင်တာမနိုင်ကျင်မတော့အစရရမလားမပြိုင်တော့ဘူးလေအဲ့ဒါကိုဘာလဲ over tin နေလျှောက်လို့ပြီးတော့ဟိုလူကိုရွေးပါအဲ့ဆိုသွားရွေးပြီးမင်းထွက်လိုက်တော့သွားဟုတ်တာလည်းမဟုတ်ဘူးကြော်ပြောဟုတ်တယ်မလားဘာ drama ကြီးလာချိုးနေရလဲအဲ့သူများကိုရွေးချဲ့ပါတယ်သူကဘာ drama ချိုးရလဲပြောဟုတ်တယ်မသွားလီကိုကကိုအဲ့ဆိုအစရရလာမပြိုင်နဲ့ကျေးဇူးတင်တယ်အယောက်ကျော်တယ်လာလာပြီးတော့အာလာလာလာသွားပါလာလာလာနေမဲဆိုဒိဗေမရှိရ သူစဉ်းစားကြည့်ပရိသတ်တွေဆိုလဲစဉ်းစားကြည့်လေလာပါဆုံးကပြိုင်တာလေဘာစိတ်ထားကောင်းလေးရစိတ်ထားကောင်းနေမှာတော့ကျွန်တော်ထွက်ပြီနော်24ယောက်ထဲကျွန်တော်ထွက်ပြီသူတို့23ယောက်ပြိုင်ပါစေအကျွန်တော်လည်းစိတ်ထားကောင်းနေသူတို့နိုင်စီချင်တာထွက်ပြီတော့တော့လေကျွန်တော်ကချင်းချင်းလေကျွန်တော်ပရိသတ်တော့ကျွန်တော် reality ပဲကျွန်တော်ဟန်ဆောင်လို့ရတယ်လေ reality မှာကျွန်တော်အရန်ကြီးတည်ရမလားအာကျွန်တော်တရားအချင်းအကုန်လုံးအစံကြီးရကြပါစေနိုင်ကြပါစေအရှုံးပေးလိုက်ပါမယ်ဘသူရှိမှလဲအဲ့ဆိုအစရရလာမပြိုင်နဲ့လीဟုတ်တယ်မလား မှန်နေပဲလေဘာလို့မှလည်းဟန်ဆောင်ပြီးတော့ဒါဆက်ရုပ်ရှင်ရိုက်နေရလည်းမဟုတ်ဘူးသိတယ်မလားခီလာကစားပွဲကတကယ်ကျွန်တော်ကျွန်တော်ရဲ့ဒါဖြစ်တည်မှုအစ်စ်ကြီးကိုမြင်ရမှာဘယ်လိုအဲ့လိုရေးကြည့်ရလေအချင်းရုပ်တဲ့လည်းရုပ်ရမှာကျွန်တော်ပြရှင်းရှင်းလေးလေနိုင်မှာလေနိုင်ချင်တာငငယ်တုန်းကကစားရင်ငင်းတယ်ကြိုက်တဲ့သူမေးကြည့်လူကြီးနဲ့လည်းမဆိုင်ဘူးခလေးနဲ့လည်းမဆိုင်ဘူးကြိုက်တဲ့လူတမငင်းဘူးမလားအရှုံးပေးပါလေဆိုထွက်သွားကျွန်တော်ပြောရှင်းလေးကျွန်တော်ရဲ့လိုအပ်မှုလို့ပဲကျွန်တော်ပြောရမှာပေါ့နော်နည်းနည်းလေးအဲ့လိုမျိုးဟိုပရိသတ်တွေမျိုးလုံးထဲမှာ မတူဆိုလို့ရှိရင်လေကျွန်တော်အဲနားလဲပေးပါလို့အဲ့ဒါကိုတော့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်အကောင်းဆုံးတော့ကျွန်တော်ရုပ်ချပြီးတော့ရိုက်ထားပါတယ်ဟုတ် AIPX Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတောင်းရများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AIPX Creation မှာတောင်းညာများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569ကိုဆက်သွယ်ဆက်သမ်းမေးမြန်းနိုင်ပါတယ်ရှင်။ထုံးနိုင်ပြန်လာပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါ။သူဆိုးတာလေးရချစ်ဖို့ကောင်းပါတယ်။ ဟမ်ဟိုကျွန်တော်ကကျွန်တော်ပြောတာအဲ့ဒါကကျွန်တော်ကျွန်တော်ထင်တယ်စာရေးဆရာမတို့မဟုတ်ဇညွန်းရေးဆရာမနော်ဒါဒါထုံးနိုင်နေနေနည်းနည်း trauma ရှိထားတယ်ထင်ပါတယ်တော်တော်ဆိုးတာနော်ထုံးနိုင်ဆိုတာနေကိုကြောက်နေကြပြီအဲ့တော့ကျွန်တော်တို့ဒါအခုတကယ်အမျိုးသားတူကြီးရဲ့မှာလဲကိုထွန်းနိုင်ဆိုတဲ့နာမည်လည်းရှိမှာပဲတကယ်လို့ဟာဖြစ်ရင်လေနာမည်ပြီးကွန်မွန်တက်တွေပါလို့ပြောပြန်ပြောင်းရင်ပြောင်းလိုက်ပါလို့ကြောင်းပါဦးကျွန်တော်ကကောင်းမြတ်ဆန်ဆိုရင်တော့မှစိုးရဖြစ်နေသူက လောက်နေမှာတဲ့ကိစ္စအောင်လူတိုင်းကကိုယ်ခံယူချက်နဲ့ကိုယ်ဘွားနဲ့ကိုယ်ပဲလေကျွန်တော်ကသူတို့ရဲ့အာဆွေမျိုးသားချင်းလည်းမဟုတ်ဘူးပြီးတော့မိဘလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်ကသူတို့လိုက်ပြီးဆုံးမလို့မရပါဘူးအဲ့တော့ကောင်းမဲ့ထင်တာလုပ်ပါကျွန်တော်မပြောလို့ပါဘူးအော်ဟိုဒီတိုင်းမှာပဲအကုန်လုံးကတော့ဟိုဟိုကျွန်တော် MRD ကိုကတရုတ်ဆောင်နေပဲလीဆိုတော့ဟိုဟိုကျွန်တော်တို့ကဟိုဘယ်သူငယ်ပဲနေနေ chemistry မိအောင်အကောင်းဆုံးစူးစမ်းရတယ် တိုင်တိုင်မင်းမင်းဆွဆွေးနွေးနွေးရိတ်လှုပ်လှုပ်ကြရဲပေါ့နော်အဲ့အတွက်ဟိုကောင်းပါတယ်ကျွန်တော်တို့ဒီဇက်ကားလေးဒီဇက်လန်းတွဲလေးကလည်းအဲပရိသတ်တွေရှင်ထဲမှာတကယ်ဟိုကြံခဲ့မဲ့ဇက်လန်းတွဲဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဟုတ်အာအဲ့ဒါတန်ဖိုးစင်းအဲ့အရန်မိုက်တယ်အရန်မိုက်တယ်အရန်မိုက်တယ်အဲ့ဒါတကယ်ဇလန်းတွဲကိုအစာဆုံးကြည့်မယ်ဆိုရင်အိုက်ခန်းကပို့ပြီးတော့လူတွေရဲ့ရင်တွေကိုထုံထုံထုံလို့ဖြစ်သွားစေပါ တကယ်တကယ်ကျွန်တော်ဒီကားလေးကိုလည်းကျွန်တော်ပါဝင်တရုတ်ဆောင်ထားတယ်တရုတ်ဆောင်အမိနဲ့ကျွန်တော်လေးအားရပါတယ်အဲကျွန်တော်တို့ဟိုဒါရိုက်တာကိုတိုးကြီးကလည်းကျွန်တော်တို့ဒါတကယ်ကိုဟိုကျွန်တော်တို့အပေါ်မှာတကယ်ကိုဟို respect ရှိရယ် respect ရှိရယ်ဆိုတာထက်ကျွန်တော်တို့ကလည်းလုပ်ငန်းလုပ်တဲ့အခါမှာလည်းလှုပ်လှုပ်တဲ့အခါမှာလည်းတူဖို့တူ respect ရှိရတဲ့အခါမှာအာတိုင်တိုင်မြေမြေရှိတဲ့အခါမှာအလုပ်တစ်ခုကပြီးမြောက်လွယ်တယ်အဲပြီးတော့ perfect ဖြစ်လွယ်တယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ကတော့ခံယူပါတယ်ဒါတကယ်ကိုကောင်းတဲ့ဒါညီကိုတွေပါပဲဟုတ် ဟုတ်ပါတယ်မှန်ပါတယ်မှန်ပါတယ်အဲဒီကားမှာဆိုလို့ရှိရင်ကျွန်တော်ကတော့အထူးဟိုဘယ်လိုခေါ်မလဲအထူးတလေကြီးဆိုတာထက်စင်းမော်ရောက်ပြီဆိုတာနဲ့ကျွန်တော်ကဟိုထုံးနိုင်ဟိုကျွန်တော်ဝင်သွားရပေါ့နော်စိတ်ဝင်သွားရဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဇလန်းနှွေးကိုကျွန်တော်ရိုက်မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဇလန်းကိုနှစ်ခေါက်သုံးခေါက်လောက်ကျွန်တော်ဖတ်တယ်ဖတ်ပြီးရဲ့ချိန်ချိန်မှာပဲထုံးနိုင်ဒီဘလူခန်းစားရလဲဘလူဖြစ်လဲဆိုတာကိုကျွန်တော်ကအလို့ရတယ်လို့ရနေရအဲ့တော့ ဘယ်ခန်းကိုရိုက်မှာလဲဆိုလို့ရှိရင်ဒီခန်းရိုက်မှာဆိုလို့ရှိရင်ကျွန်တော်ထွန်းနိုင်စိတ်ကိုပဲတွင်းလိုက်တာထွန်းနိုင်သည်ဟိုဟိုဘယ်လိုခေါ်မလဲဒီဇလန်းမှာငိုရမီဆိုတဲ့ငိုရဘူးငိုရမီဆိုတဲ့ဟာတွေကိုကျွန်တော်ခေါင်းထဲသိမ့်မထည့်ဘူးကျွန်တော်စီမျောလိုက်တဲ့ခါမှာဒီ dialogue တွေပြောပြီးတော့ဒီဇန်းဝင်ခန်းကိုစီမျောလိုက်တဲ့ခါမှာမျက်ရည်ကျရင်လည်းကျသွားတာပဲအဲ့တော့ဟိုဟိုဘယ်လိုခေါ်မလဲ ရိုက်ကူးရေးပြီးစီးသွားတဲ့ခု edit တွေပါပြီးပြိတက်ကိုပြတော့မဲ့အချိန်မှာလေတကယ်ကိုဒါအပြင်မှာတကယ်ဖြစ်နေတဲ့အတိုင်းပဲတရုပ်ဆောင်နေရဲ့ဟာမဟုတ်ပဲနေတကယ်ကိုဒါဟိုကြည့်ရမယ်ပေါ့ခန်းစားရမယ်ပေါ့ပြိတက်တွေအတွက်ကဟုတ်အဲနောက်တစ်ချက်ပြန်ပေါ့ဟောဘောနော်ဟိုကျွန်တော်ကလေအဲ့ဒါလေးကိုကျွန်တော်ပျော်တယ်ခင်ဗျာပျော်တယ်ဆိုတာကလေအဲ့ဇက်ကားတွေက character ကိုမုံပြီးတော့အပြင်ကဟိုကျွန်တော်ကို chip အဲ chip ပေးတာကိုကျွန်တော်ပျော်တာအဲ့ဒါကိုပို့ပြီးတော့တန်ဖိုးထားတာ ဇကားထဲမှာချစ်ရဲ့ချစ်လို့ချစ်ဖို့ကောင်းအောင်ကောင်းပြရတဲ့အရင်အီလိမ်မာပြရတဲ့အဲဆိုလိုဆိုတာကိုချစ်တာထက်မုန်းစရာကောင်းပါတယ်ဆိုတော့အထီးတိုင်အောင်ချစ်နေပါတယ်ဆိုတဲ့ဟာကိုကျွန်တော်သဘောကျတယ်အဲ့လိုစိုးတာပေါ့နော်ကျွန်တော်အဲ့လိုပဲအဲ့လိုကျွန်တော်အဲ့လိုပဲစိုးတာလေးကိုချစ်နေရချစ်နေရချစ်နေရပါတယ်ဆိုတာလေးကိုတန်မိုးထားတာအဲ့အရောသူ့မေးကြည့်မှာပဲဒီမှာကျွန်တော်လည်းမသိဘူးသူနဲ့ကျွန်တော်နေရအသက်กว่า10မိနစ်လောက်กว่าပဲတားဖားပဲအဲ့အရောဘလူတားဖားဟုတ်တယ်စကားထဲမှာတားဖားအသက်กว่า မနှုပါဘူးဒီလိုပဲကျွန်တော်ကကြားကန်တာဟုတ်ကျွန်တော်ပြောရင်ယုံမှာမဟုတ်ကျွန်တော်အစားတောက်လည်းမထိန်ဘူးကျွန်တော်ကလေအနေထိုင်လည်းမထိန်ဘူးအဲပြီးရင်အဲ့လိုမျိုးတငယ်ချင်းနေနေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးအိမ်မာပဲပေါ့နော်အိမ်မာပဲအဲအဲ့လိုမျိုးဟိုစကားပြောဘာညာအတောက်စားလေးနည်းနည်းရှိတာပဲမထိန်ဘူးကျွန်တော်က မထင်းဘူးနုလည်းမနုပါဘူးအဲ့ဒါထင်လို့ပါအခက်ခဲရှိခဲ့တယ်ကျွန်တော်အခက်ခဲရှိခဲ့တယ်အခက်ခဲရှိခဲ့တယ်ဆိုတာလေဒါပေမဲ့အဲ့ဒါလည်းကျွန်တော်ကြိုပြီးတော့တောင်းပန်ကျင်နေတာကျွန်တော်ဟိုချစ်ရတဲ့ပြိသက်တွေရောပေါ့နော်ဒီလိုင်းလေကြာပန်းရွှေကြာဇလန်တွဲမှာဆိုလို့ရှိရင်ကျွန်တော်ကအသက်ကို2ရွယ်3ရွယ်လောက်ထိအဲဆင်တန်းចောင်းသားဘဝလေးရယ်ပြီးတော့တက္ကသိုလ်ចောင်းသားဘဝရယ်ပြီးတော့တကယ်ကိုလေးဘဝလောက်ဖြစ်မယ် လေးရွယ်လောက်ဖြစ်မယ်ပြောတာခလေးလေးငငယ်လေးမွေးကစားအရွယ်လေးရယ်ပြီးရင်ခလေးတွေဒါဖုံးမင်းနေလာတော့အရွယ်ရောက်သွားတဲ့အထိအရွယ်ထိရယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးအသက်အရွယ်ကို၄ခုလောက်ကျွန်တော်ချင်းရတယ်ချင်းရတဲ့အခါမှာလဲကျွန်တော်တို့ကဒါအချင်းဟိုငှဲ့ကွက်တော့အဖြစ်ကျွန်တော်တို့အခက်အခဲလေးတွေရှိတာကလေဟိုကျွန်တော်တို့ဥမာဒီနေ့တရက်လုံးကဒီခလေးအသက်ကြီးတဲ့အရွယ်ဆိုတဲ့ဟာမျိုးကြီးရိုက်ရတာမဟုတ်ဘူးကျွန်တော်တို့ကလေ မနက်ပိုင်းကိုဒီဟာလေးရိုက်တယ်ဆိုရင်ချက်ချင်းညနေပိုင်းဆိုလို့ရှိရင်ကျွန်တော်ဟိုတက္ကသိုလ်ကျောင်းသားဘဝကိုပြင်ရောင်းရောက်သွားတာဆိုတော့လေအဲ့ဒီမှာကျွန်တော်အချိန်လေးကိုဟိုဟာဟိုဟာကြာကျွန်တော်မိတ်ကပ်ကိုကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်တို့လုပ်ရတယ်ပြီးရင်နောက်တစ်ခုက mood ပေါ့နော်ဟို mood ဆိုတာဒီဟိုအသက်40ကျော်အရွယ်30ကျော်အရွယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးသူ့ရဲ့စိတ်နေစိတ်ထားရင်းချက်မှုကဘယ်လောက်နေထားဆိုတာတွေကျွန်တော်တို့ကအာပြန်ပြီးချင်းချိန်ရတာပေါ့အဲ့ဒီမှာလဲကျွန်တော်ဟိုအသက်နိုင်ဆုံးတော့ကျွန်တော်ချထားပါတယ်ယောဂဒါပေမဲ့လည်းလေ ျွန်တော်ရဲ့လိုအပ်မှုလို့ပဲကျွန်တော်ပြောရမှာပေါ့နော်နည်းနည်းလေးအဲ့လိုမျိုးဟိုပရိသတ်တွေမျိုးလုံးထဲမှာမတူဆိုလို့ရှိရင်လေကျွန်တော်အဲနားလဲပေးပါလို့အဲ့ဒါကိုတော့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အကောင်းဆုံးတော့ကျွန်တော်ရုပ်ချပြီးတော့ရိုက်ထားပါတယ်ဟုတ်တယ်ဒီကားမှာကျွန်တော်ခုနပြောသလိုတခြားဇာလန်တွဲနဲ့မတူဘဲနဲ့ပူပြီးကျွန်တော်အားစိုက်ထားတယ်ပူပြီးတော့စိတ်ကောလူကိုနှစ်ထားတယ်အဲမုံစရာကောင်းလောက်အောင်လေအဲ့လိုမျိုးတရုပ်ဆောင်ရတဲ့ခန်းလေးဆိုလည်းကျွန်တော်မချမ်းမင်းနဲ့အဲ့လိုမျိုးလှုပ်ထားတယ်ဆိုတော့ပရိသတ်ရဲ့မြေတားတော့ခံယူရအောင်ပါ ကျွန်တော်ကကျွန်တော်ဘောက်ကျွန်တော်နေတာတိုင်ဝဲဝင်24ယောက်ကကျွန်တော်ပဲထုတ်ချင်နေကြတယ်ဘာဖြစ်လို့လဲမသိဘူးနာကြီးလို့လားမသိဘူးတဲ့လားသူတို့ကကျတော့နာကြီးရဲ့ထင်ပါတယ်ကျွန်တော်ကအကုန်လုံးလိုက်ပြီးတော့ကျွန်တော်ခင်တတ်တာဟိုကျွန်တော်အကုန်လုံးချစ်တာဟိုဥမာဒီမှာမမတို့၄ယောက်ကျွန်တော်ဟိုဟာမီးရဲဆိုရင်မမကိုလည်းစာကျင်တယ်တရားမမကိုလည်းစာကျင်ညညမကိုလည်းစာကျင်ဟိုကအကိုလည်းစာကျင်တယ်အဲ့လိုမျိုးစာကျင်တယ်အကုန်လုံးကနားကြီးလာတာထင်ပါတယ်အဲ့ဒါဒါဆိုကွန်မစ်ဆန်ကိုထုတ်လိုက်နားကြီးတတ်တာအဲ့လိုပုံစံမျိုးဖြစ်မှာပါအကြောင်းစိတ်မကောင်းဘူးလေရတာတော့ ပြိုင်တာလေးတည်မလားလာပြိုင်နေဆိုတော့နိုင်ကျင်လို့ပြိုင်တာမနိုင်ကျင်မှတော့အစရရမလားမပြိုင်တော့ဘူးလေအဲ့ဒါကိုဘာလဲ over tin နေလျှောက်လို့ပြီးတော့ဟိုလူကိုယွေးပါအဲ့ဒါဆိုသွားယွေးပြီးမင်းထွက်လိုက်တော့သွားဟုတ်တာလည်းမဟုတ်ဘူးကြော်ပြောဟုတ်တယ်မလားဘာဒရမာကြီးလာချိုးနေရလဲအဲ့သူများကိုယွေးချဲ့ပါလေသူကဘာဒရမာချိုးရလဲပြောဟုတ်တယ်မသွားလေကိုကကိုအဲ့ဆိုအစရရလာမပြိုင်နဲ့ကျေစုတင်တယ်တယောက်ယော့တယ်အဲ့တော့လာပြီးတော့အာလာလာလာသွားပါလာလာလာနေမဲဆိုဒိဗယ်မရှိရ တော့မခံနိုင်ဘူးမဟုတ်ဘူးသူစဉ်းစားကြည့်ပြိတက်တွေဆိုလဲစဉ်းစားကြည့်လေလာပါဆိုတော့ပြိုင်တာလေဘာစိတ်ထားကောင်းလဲစိတ်ထားကောင်းနေမှာတော့ကျွန်တော်ထွက်ပြီနော်24ရောက်တယ်ကျွန်တော်ထွက်ပြီသူတို့23ရောက်ပြိုင်ပါစေကျွန်တော်လည်းစိတ်ထားကောင်းနေသူတို့နိုင်စီချင်တာထွက်ပြီတော့တော့လေကျွန်တော်စဉ်းစားလေကျွန်တော်ကချင်းချင်းလေကျွန်တော်ပြိတက်တော့ကျွန်တော် reality ပဲကျွန်တော်ဟန်ဆောင်လို့ရတယ်လေ reality မှာကျွန်တော်အရန်ကြီးတည်ရမလားအာတော်တရားအချင်းအကုန်လုံးအစံကြီးရကြပါစေနိုင်ကြပါစေ ဟာရှုံးပေးလိုက်ပါမယ်ဘသူရှိမှလဲအဲ့ဆိုအစရဲလာမပြိုင်နဲ့လေဟုတ်တယ်မလားအဲ့ဒါရှင်းရှင်းလေးလေကျွန်တော်ကျွန်တော်အဖြစ်တည်မှုကျွန်တော်ပြထားတယ်ဟိုပြိသက်တွေကျွန်တော်နိုင်ကျင်တယ်အစ်မန်နေပဲကြာတာအစ်မန်နေပဲလေဘာလို့မှလဲဟန်ဆောင်ပြီးဒါရုပ်ရှင်ရိုက်နေရလဲမဟုတ်ဘူးသိရမလား ကိလာကစားပွဲကတကယ်ကျွန်တော်ကျွန်တော်ရဲ့ဒါဖြစ်တည်မှုအစစ်ကြီးကိုမြင်ရမှာဒီလိုအဲ့လိုနိုင်ရှင်တို့ပြိုင်တာလို့ရေးကြည့်ရလေအချင်းရုပ်တဲ့နဲ့ရုပ်ရမှာကျွန်တော်ပြရှင်းရှင်းလေးလေနိုင်မှာလေနိုင်ရှင်တာဘာလို့ဖို့လဲသူတို့ကျွန်တော်ကဟိုထိခိုက်အောင်လှုပ်တာလည်းမဟုတ်နာကျင်အောင်လှုပ်တာလည်းမဟုတ်ဘူးကစားတာငငယ်တုန်းကကစားရင်ညင်းနေစိုက်တဲ့သူမေးကြည့်လူကြီးနဲ့လည်းမဆိုင်ဘူးခလေးနဲ့လည်းမဆိုင်ဘူးစိုက်တဲ့လူသား မငင်းမလားအရှုံးပေးပါလေဆိုထွက်သွားကျွန်တော်ပြောချင်တယ်ကျွန်တော်ပြောမိန်ကလေးဆိုတာ lady first ဆိုတဲ့အရာကကျွန်တော်ပြောပြမယ်ဟိုလူမှုအတိုင်းဝိုင်းမှာ lady first ဒါအရာလက်ခံတယ်လက်ခံတယ်ကျွန်တော်လက်ခံတယ်အဲ့ကစားပွဲမှာသူတို့လာပြိုင်နေပြီလေအဲ့ဆိုရင် lady first ဆိုရင် main ကလေးတွေပဲသွားကြတော့ယောက်ျားလေးအကုန်ထွက်ကြမယ်နော်ဆိုလှုပ်လေးအဆူစားတွေကကျွန်တော်သူတို့ကိုနာကျင်အောင်မလုပ်သေး၍အဲလက်မပါသေး၍ကျွန်တော်တို့ကညစ်လို့ရတယ်ပြီလား ကျွန်တော်ကအဲ့ဟာဟိုပရိသတ်တွေစောင့်ကြည့်ရင်သိမှာပါ။ဒါတခါကြီးကြလို့ရှိရင်တင်းကတင်းတစ်ခုတည်းသွားတာမဟုတ်ဘူး။အခုမှသွားပဲရှိသေးတယ်ဆိုတော့နောက်ပိုင်းဘယ်လိုလောက်အောင်ဆွေးဆွညိုပဲရှိသေးတာ။ဒါတော့ကျွန်တော်ကကျွန်တော်တို့ဆော့ရဲဟာမလာသေးဘူး။ကျွန်တော်ဆော့ရဲဟာလာလို့ရှိရင်ပရိသတ်တွေတော်တော်ဖြစ်မှာ။ကျွန်တော်လမောင်းအယွတ်ဟိုဟာဖြစ်သွားတယ်။ပြင်းတဲ့အထိတော့အဲနည်းနည်းလေးအဲ့လိုဒဏ်ရာရသွား။အဲအခုလာမယ်နောက်တစ်ပတ်တနင်္ဂနွေနေ့မှာစောင့်ကြည့်ရမှာပါ။ဘာကြောင့်ဖြစ်တာလဲဆိုတော့မရှိလို့လေ။ ရှိလို့ရှိရင်ကျွန်တော်ကျွန်တော်ကျွန်တော်ဟိုဟာဖြစ်ပြီဗောအမှတ်တွေဟိုဟာအများဆုံးပဲမက်ဟီမာမန်ဝင်းဟီ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 မန်ဟိမဟိမမဟိမမန်ဝင်းကအများဆုံးပဲ၄သူ့ကိုပုတ်ပေးရ၄၄မှတ်တာ အဲကျွန်တော်တို့ရဲ့လိုင်းလီကြပန်းရွှေကြဇလန်းတွဲလေးကအခုလာမယ့်ဒီဇင်ဘာလ3ရက်နေ့ကနေစပြီးတော့အပတ်စဉ်တနင်္လာနေ့မှာတောက်ကြနေသည်အ MRD4 မှာဆိုလို့ရှိရင်ညနေ9:00နာရီမှာကြည့်ရှုလို့ရပါမယ်အ Heply မှာဆိုလို့ရှိရင် Heply application မှာဆိုလို့ရှိရင်မနက်10:00နာရီမှာကြည့်ရှုလို့ရပါမယ်ခင်ဗျာဟိုအဲ့တော့ဟိုပရိသတ်တွေအားပေးပြီးတော့ကျွန်တော်တို့ရဲ့ဒါလိုအပ်ချက်လေးတွေဒါကောင်းမွန်မှုလေးတွေအားပေးပါဝေဖန်ပေးပါလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ AIPX Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတောင်းရများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AIPX Creation မှာတောင်းညာများထည့်သွင်းလိုပါကဖုန်းနံပါတ်39 09669 849ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။